ဗြိတိန်ဝန်ကြီးချုပ်မှာဘိုရစ်ဂျွန်ဆန်ရဲ့ခေါင်းဆောင်မှုအပေါ်ပြစ်တင်ရှုတ်ချတဲ့အကဲဖြတ်ချက်တည်းရဲ့တောက်ချာနေမှာထွက်ပေါ်လာခဲ့ပါတယ်။ COVID-19 ကပ်ရောဂါအပေါ်အစိုးရရဲ့တုံ့ပြန်ဆောင်ရွက်မှုနဲ့ပတ်သက်ပြီးတော့ကာလကြာရှည်စောင့်ဆိုင်းခဲ့ရတဲ့လွတ်လပ်တဲ့အစီရင်ခံစာကိုထုတ်ပြန်ခဲ့ပြီးစုံစမ်းစစ်ဆေးကော်မတီဥက္ကဋ္ဌကဒီထုတ်ပြန်ချက်ကိုအချိန်နှောင်းခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။ဗြိတိန် COVID စုံစမ်းစစ်ဆေးကော်မတီဥက္ကဋ္ဌကလော့ခ်ဒေါင်းကိုစောစောမချနိုင်ခဲ့တာဟာအသက်တွေကိုဆုံးရှုံးစေခဲ့ပါတယ်။မလ23ရက်နေ့ထက်တပတ်စောပြီးတော့လော့ခ်ဒေါင်းချ ောင်းလာခဲ့မယ်ဆိုရင်တော့2020ပြည့်နှစ်ဇူလိုင်လ1ရက်နေ့အထိပထမလိုင်းမှာအင်္ဂလန်နိုင်ငံတက်နိုင်ငံတွေမှာပဲတည်ဆုံးသူဥယျ48ရာခိုင်နှုန်းရောကျသွားမယ်လို့တက်တည်အထောက်အထားတွေကဖော်ပြနေပါတယ်ဒါဟာတည်ဆုံးသူ2300ကန့်ရောနေသွားမှာကိုဆိုလိုတာပါဒေါနီလန်ပါတီပွဲတွေအပါအဝင်ကိုဗစ်ကာလကဖြစ်ရတွေကိုစည်ရင်ပြုစုထားတဲ့စာမျက်နှာ800ပါဒီအစီအကံစာမှာနိုင်ငံရေးသမားတွေကစီကံချိုးဖောက်ခဲ့တာဟာ ဆုံးဖြတ်ချက်ချမှတ်မှုအပေါ်လူအများရဲ့ယုံကြည်မှုကိုထိခိုက်စေခဲ့တယ်လို့လည်းဖော်ပြထားပါတယ်။ COVID-19 ကြောင့်ချစ်ခင်ရသူတွေကိုဆုံးရှုံးခဲ့ရတဲ့မိသားစုတွေကိုကိုးစားပြုတဲ့အဖွဲ့တစ်ဖွဲ့ကတော့သူတို့ဖော်ပြတဲ့ကိုင်းတွယ်ပုံမှားယွင်းမှုတွေကိုပြစ်တင်ဝေဖန်ခဲ့ပါတယ်။ Boris Johnson နဲ့သူ့ရဲ့လုပ်ဖော်ကိုင်းဘက်တွေရဲ့ခေါင်းဆောင်မှုသာမရှိခဲ့ဘူးဆိုရင်ကျမတို့ရဲ့မိသားစုဝင်တွေအများပြားဟာဒီကနေ့အထိအသက်ရှင်ပြည့်ရှင်းနေအောင်မယ်ဆိုတာကိုအခုကျမတို့သိခဲ့ရပါတယ်။ ဒီကနေ့ဟာကျမတို့အတွက်စိတ်ခံစားမှုတွေပြင်းထန်ခဲ့ရပါတယ်။ကျမရဲ့မိမိဟာ2020ပြည့်နှစ်မတ်လ24ရက်နေ့မှာဆုံးပါသွားခဲ့ပါတယ်။ကော်မတီဥက္ကဋ္ဌကလော့ခ်ဒေါင်းဟာတပတ်စောခဲ့မယ်ဆိုရင် ကျမရဲ့မိမိလူတွေအသက်ချမ်းသာရရခဲ့မယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြောသွားခဲ့ပါတယ်။ ဒီအစဉ်ကန်စာဟာအစိုးရတည်းရဲ့အနေနဲ့ဒီချက်ဘယ်လိုပိုကောင်းအောင်လုပ်ခဲ့နိုင်မလဲဆိုတဲ့အကြံပြုချက်တွေကိုစည်ရင်ပြုစုထားပါတယ်အစိုးရဟာအဲ့ဒီအကြံပြုချက်တွေကိုလက်ခံလိုက်နာဖို့တာဝန်မရှိပေမဲ့တုံ့ပြန်မှုတော့ပြုလုပ်ရမှာဖြစ်ပြီးတော့ဒါဟာနောက်အနာဂတ်မူဝါဒတွေကိုပြောင်းလဲစေနိုင်ခဲ့ပါတယ်ခင်ဗျာ